ဖျားရင်ပြေမှာမဖွဲမရပြုတ်ကြတာတွေကနေ့တိုင်းပါနော်ကြည်လဲလို့ပါအောင်တဲ့နောက်ထပ်မိန်းကလေးတယောက်ကစီဒီအပေါ်ကိုဖနက်နဲ့တက်တာကြောင့်ဦးစင်းပြောထားတဲ့ပိုထဲမှာဒီမန့်ကိုလာမန့်ထားတာပါနော်ဒါကဦးစင်းရဲ့အကြောင်းမှတည်ထားတဲ့စီဒီဖြစ်ပါတယ်ဒါကတော့ဦးစင်းရဲ့အကြောင်းမှမွေးထားတဲ့ခွေးဖြစ်ပါတယ်နာမည်ကဘူနီတဲ့အဲ့ဒီခွေးကစီဒီပစ္စည်းရန်အပေါ်ကိုတက်အိတ်တဲ့အတွက် ကျောင်းသားကတစ်ခါတော့ပဲရိုက်ပြီးဆုံးမလိုက်ပါတယ်အခုထိမတတ်တော့ပါဘူးနော်တရိတ်ဆန်တောင်မှာတစ်ခါတော့ရိုက်ပြီးဆုံးမလိုက်တာနဲ့မတတ်သင်မှန်တည်သေးရင်လူကတရိတ်ဆန်တဲ့အသိဉာဏ်မြင်မာတဲ့တတ္တဝါလေးရိုက်ပြီးဆုံးမစရာမလိုဘူးဘာသာတူသည်ဖြစ်စေမတူသည်ဖြစ်စေဒါမျိုးမလုပ်သင့်ဘူးဆိုတာကိုလူမှန်ရင်သိရမယ်နော်လူဖြစ်ပါရဲ့နဲ့မလုပ်သင့်လုပ်သင့်ဆိုတာကိုခွဲခြားပြီးမသိဘူးဆိုရင်လူတရိတ်ဆန်ဖြစ်သွားပြီ။ ခွေးကတရိษံဖြစ်တာသဘာဝကြပြင်မဲ့လူကတရိษံဖြစ်တာသဘာဝမကြဘူးเนาะဒါကြောင့်လူတရိษံမဖြစ်ပါစေနဲ့လို့ပြောကြင်ပါတယ်เนาะအားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025မေလ23ရက်နေ့ဖြစ်ပါတယ်เนาะအဲ့တော့ခရစ်တော်ကတချို့တွေကပြောကြလိမ့်မယ်ဗုဒ္ဓဘာသာဖုံးတော်ကြီးဝေခဲ့ဘူးတယ်လို့ပါလို့အဲ့တော့ခရစ်တော်ဟောတဲ့တရားတွေတော်တော်များများကဗုဒ္ဓဘာသာတရားတွေဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ဒါကြောင့်မို့ကျွန်တော်တို့က ခရစ်ယာန်တွေကိုမုန်းတာပြုတာမရှိဘူးခရစ်တော်ရဲ့အဆုံးအမတွေကိုလိုင်းတာသူတွေကိုကောင်းကျိုးချမ်းသာရှိတယ်လို့ကျွန်တော်ငကိုရဲကပြောခဲ့တယ်ခရစ်တော်ဘလို့ပဲဖြစ်ဖြစ်ဗုဒ္ဓတရားတွေကိုနာကြားဘူးတယ်ဟုတ်လားမဟုတ်လားဆိုတာလေ့လာကြည့်ရင်ဒီဓမ္မဟောင်းနဲ့ဓမ္မတက်ကအလွန်မတန်ကွာခြားပါတယ်ဓမ္မဟောင်း ကာလမှာရစ်ပူဇော်တာတွေဟလာအရေးပြားလှီတဲ့ကိစ္စတွေဟလာမေတ္တာကရုဏာမုဒိတာဥပ္ပခာဆိုတဲ့တရားတွေတစ်စမ်းမှမပါဘူးမပါဘူးလူမျိုးရေးပဲပါတ လူမျိုးရေးလူမျိုးစုတစုရဲ့နိုင်ငံရေးအဲ့ဒီလူမျိုးစုတစုသည်ພັນစင်းရှင်ဖရာရဲ့ကောင်းကြီးမင်္ဂလာပေးခြင်းခံရတဲ့ພັນစင်းရှင်ရဲ့ဟိုတမန်တော်မျိုးရိုးအဲ့လိုမျိုးရိုးကိုဆွတ်တင်တဲ့ဘာသာရေးတစ်ခုဖြစ်တယ်ယေရှုလက်ထက်မှာကြတော့မေတ္တာတွေကရုဏာတွေမုဒိတာတွေဥပက္ခာတွေကိုချင်းစာတရားတွေကိုချင်းတရားတွေနှလုံးသားကောင်းမှုတွေဟာလားမနာလိုစိတ်တွေမုန်းတိစိတ်တွေမရှိဖို့အတွက်ယေရှုကဟောတာအားမို့ယေရှုကိုကျွန်တော်တို့လက်ခံလို့ရတယ် ဓမ္မဟောင်းနဲ့သူကစန့်ကြည့်မိခေါ်တာဖြစ်တဲ့အတွက်ဂျူးရီကသူ့ကိုလက်မခံဘူးသူ့ကိုလက်ခံလိုက်လို့သူ့ကိုတမန်တော်မေရှိယအဖြစ်လက်ခံလိုက်လို့ရှိရင်သူဒီဂျူးဘာသာကြီးကို modify လုပ်တာဂျူးဘာသာကိုဆွတ်တင်တာမြင့်တင်တာသူကြားခဲ့ဘူးတဲ့ကြားနာဘူးတဲ့ဗုဒ္ဓတရားတွေနဲ့ဂျူးဘာသာနဲ့နှစ်ခုပေါင်းဆက်ပြီးတော့ဂျူးဘာသာရဲ့အဓိကကြောယိုးဖြစ်တဲ့ဖန်ဆင်းရှင်ကြောယိုးကိုယူလိုက်တယ်သူတို့ရဲ့ဂျူးမျိုးယိုးကိုယူလိုက်တယ်ယူပြီးတော့ဗုဒ္ဓဘာသာရဲ့အစုံးအမတွေဖြစ်တဲ့တရားတွေနဲ့သူက remix လုပ်တယ် remix လုပ်တဲ့အချိန်မှာ ဂျူးတွေကသူ့ကိုလက်မခံတာသူ့ကိုလက်ခံလိုက်လို့ရှိရင်လည်းမိုးဆက်ရဲ့ဇကားတွေကလေထဲမှာလကားအခုဆိုရင်မိုးဆက်ဆုံးမခဲ့တဲ့အဆုံးမတွေအပြောခေါ်တွေကလကားဖြစ်သွားတယ်သူ့အဆုံးမကိုယူမယ်ဆိုရင်ဂျူးဘာသာကြီးကိုစွန့်ပစ်ကိုစွန့်ပစ်ရတာဒါခရစ်ယာန်တွေအကုန်လုံးဒီတိုင်းပဲစွန့်ပစ်လိုက်တာပါပဲနော်အဲ့တော့ဒီဂျူးဘာဖြစ်လို့ယေရှုဟာဗုဒ္ဓဘာသာတရားတွေကိုဟောတယ်လို့ပြောရတာလေလို့မေးလို့ရှိရင်တတိယတန်ခါကျနာပြီးတဲ့အချိန်မှာအတောကမင်းကြီးကကိုတိုင်ကိုထာနာစီလွတ်လိုက်တယ် တာတနာပြုတ်ကြီးဟာကဘာရဲ့ကဘာအင်ပါယာရဲ့၅ဘုံပေါ်ရင်၄ဘုံအထိတာတနာရောက်သွားတယ်ဒါပေမဲ့တာတနာရောက်သွားတဲ့ပြဿနာမှာလည်းယနေ့ချိန်ထိလည်းဒီပြဿနာမကင်းတော့ပါဘူးတာတနာအရင်ဒုတဲ့အရင်များတယ်အရင်ဆုံးစပြီးတော့တာတနာကိုနှစ်ချမ်းခွဲပြီးတော့လူတွေလက်ခံနိုင်အောင်မေတ္တာတွေကရုဏာတွေမုဒိတာတွေကိုကျင်းစာတရားတွေဒါနတွေတီလာတွေနဲ့ဟောရတာအဲ့ဒီဒါနတွေတီလာတွေအဲ့ဒီမေတ္တာကရုဏာတွေဟောပြီးတဲ့အခါကျရင်ဒါတွေကိုယုံကြည်ကြည်ညိုပြီးစီကပ်လာတဲ့လူ တာသနာနဲ့ဝင်လာတဲ့လူကိုကြမှာအရိယတစ္ဆာတွေကိုထတ်ခေါ်တော့နှစ်ဆင့်ဖြစ်နေယနေ့အချိန်မှလည်းဒီတိုင်းပဲနှစ်ဆင့်သွားနေတာအဲ့တော့လူတော်တော်များများကြားမှုတဲ့ဗုဒ္ဓတရားဆိုတာဒီကလူသားကောင်းကျိုးခုနလောကပါလာတရားတွေကိုခေါ်တာအခုနအရိယတစ္ဆာတွေကိုခေါ်တာမဟုတ်ဘူးအဲ့တော့အရိယတစ္ဆာတွေကိုဟောမှလောကအကြောင်းကိုနားလည်အရိယတစ္ဆာကိုမဟောရင်လောကကြီးအကြောင်းကိုမသိဘူးယောတနဒါနသီလမေတ္တာဘာဝနာဓာရီနဲ့ပဲဂျာလပတ်လည်းရမ်းနေကြတာနော် အဲ့တော့အဲ့ဒီကာလမှာလေလူတွေကိုဟောရင်အဲ့ဒီပုံစံနဲ့ပဲဟောတဲ့အခါကျတော့ဗုဒ္ဓသာသနာစစ်စစ်ကိုနားမလည်ဘူး။သူတို့ရဲ့ယဉ်ကျေးမှုတွေသူတို့ရဲ့ရိုးရာဓလေ့တွေနဲ့ပေါင်းစည်းသွားတယ်။ဒါပေမဲ့မကောင်းမှုမလုပ်ရဘူးဆိုတာကိုသိသွားတယ်။ဒုစရိုက်ကိုရှောင်ရမယ်၊သူစရိုက်ကိုလုပ်ရမယ်ဆိုတာကိုသိသွားတယ်။အဲ့ဒါကိုယေရှုကလည်းသူ့ရဲ့ဘာသာနဲ့သူတို့ဂျူးဘာသာနဲ့ဆန့်ကျင်နေတဲ့အတွက်ဒါတွေကိုသူက remix လုပ်ပြီးခေါ်တာ။ခေါ်တဲ့အချိန်မှာဂျူးတွေကဘလို့မှသူ့ကိုလက်ခံရလက်မခံနိုင်တော့ဘူး။အာဘာဖြစ်တယ်ညာဖြစ်တယ်သူဖြစ်ကုန်ကြတာ။ အဲ့တော့သူ့ရဲ့ remix ကဘယ်အချိန်မှအောင်မြင်လဲဆိုသူသိပြီးတဲ့နောက်ပိုင်းမှာအောင်မြင်လာတယ်။အောင်မြင်လာပြီးတော့ဂျူးဘာသာခိုင်ခွဲတစ်ခုကနေပြီးတော့ခရီးယန်ဘာသာရဲ့လို့တည်တံ့ဆွဲပြီးထွက်လာခြင်းတာဖြစ်တယ်။တကယ်ပဲခုနဝန်င်းနေရဒီခုနခရစ်တော်ကဗုဒ္ဓဘာသာကိုတကယ်ပဲသူတတ်ဝင်ယုံကြည်ခဲ့သလားသူလေ့လာခဲ့သလားသူကြားနာခဲ့ဘူးသလားဆိုတော့ကြားနာခဲ့ဘူးတာလုံးဝသိကြတယ်ဆိုတဲ့စကားတစ်ခုကဓမ္မဟောင်းကာလမှာ မရဲဆိုတာတစ်စက်မှမရှိဘူးဓမ္မဟောင်းကာလဂျူးဘာသာကြီးကာလမှာဘာပဲရှိလဲလို့မေးလို့ရှိရင်ဖန်ဆင်းရှင်ကဖန်ဆင်းလိုက်တဲ့စိုးဆိုတဲ့အရာလေးဇီဝအတ္တလေးရှိတယ်အဲ့ဒါလေးကိုမှုတ်သွင်းလိုက်တယ်အဲ့ဒီမှုတ်သွင်းလိုက်တဲ့စိုးဆိုတဲ့ဇီဝအတ္တလေးဒီလူတည်သွားတဲ့အခါမှာကောင်းငင်နိုင်ငံပြန်သွားတယ်ကောင်းငင်နိုင်ငံပြန်သွားတယ်အဲ့ဒီအချိန်မှာဖန်ဆင်းရှင်အပေါ်မှာပြမားမိတဲ့ပုံကိုယ်လေးဆိုရင်ဖန်ဆင်းရှင်ကအဲ့ဒီဒုနင်းကိုဖျက်ဆီးပလိုက်တယ်။ဒါရေစကြည်လာမှတခါတည်းပြောပြီးတာဖြစ်တဲ့အတွက်တခါတည်းအဲ့ဒီဝိညာဉ်ကိုဖျက်ဆီးပလိုက်တယ်။ ဇီဝအတ္တဒီကောင်းကင်နိုင်ငံပြောင်းဝင်ရတဲ့လူရှိတယ်မဝင်ရတဲ့လူရှိတယ်ဒါပဲကွာသွားတယ်ခရီးယန်ဘာသာရေးထူထောင်တဲ့အချိန်မှာကြာမှာငရဲဆိုတဲ့စကားလုံးပါလာငရဲဆိုတာတောင်မှအဲ့ဒီအချိန်ကသူဗုဒ္ဓဘာသာစကားလုံးတရားတွေကိုပြပြဝဝမနာဘူးတဲ့အတွက်အဝီစီငရဲလောက်ပဲသူကြားဘူးတဲ့အတွက်မိဖို့ခန်းဆိုပြောလိုက်တာအဝီစီငရဲကတကယ်ပဲမိဖို့ခန်းယူအဝီစီဆိုတဲ့အတိုင်းအကြမ်းလည်းမရှိတဲ့တတ္တဝါဒီမိကလည်းအကြမ်းလည်းမရှိဘူးအဲ့ဒီတတ္တဝါဒီကိုလောင်နေတဲ့မိကလည်းအကြမ်းလည်းမရှိဘူး အဲ့လိုအကြမ်းလက်မရှိပြည်နေတဲ့နေရာ၄ကုဘတုံးပုံတံအဲ100ပတ်လည်းရှိတယ်ယူဇနာ100ပတ်လည်းယူနာတီယူဇနာကို73ပိုင်းပေါ့တီယူဇနာ100ပတ်လည်းရှိတယ်ကုဘတုံးပုံတံတန်လှောင်အင်းကြီးပေါ့အဲ့ဒါကိုပဲ तू ကသူကြားဘူးနားဝလောက်ငရဲဆိုတဲ့စကားကိုပြောသွားတယ်အဲ့တော့ဓမ္မအစ်မပါတော့ငရဲပါပြီးဓမ္မဟောင်းမှာငရဲမပါအောင်အဲ့ဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်သူသည်ဂျူးဘာသာကြီးကို modify လုပ်တဲ့ပုံကိုဆိုတာသိကြတယ် ောက်တစ်ခုကဂျူးတွေကကာမတုခုလီကနူယောကကာမဂုံခံစားတာဘသူမှလင်ယူသားမွေးမလုပ်ပါဘူးလို့ပြောတဲ့ကြမ်းကြမ်းမပါဘူးအကုန်လုံးကလင်ယူသားမွေးကိုအလွန်မတန်ခုံမင်ညာဒါဂျူးပါသားကြီးကြမ်းပါအဲ့တော့ဓမ္မသိရောက်လာတဲ့အခါမှာလူကအခန်းကြီး20အခန်းငယ်35မှာပြောတယ်နောင်ဘဝကို၎င်းတည်ခြင်းမှာထမြောက်ခြင်းကို၎င်းရာထိုက်သည်ဟုမှတ်တော်မူခြင်းကိုခံရသောသူတို့သည်ဆုံးဖက်ခြင်းထိမ်းမြားခြင်းပေးစားခြင်းကိုမပြုတတ်ကြ တော့ဒီဘဝမှာမလုပ်ဘူးလို့ပြောတာเนาะအဲ့တော့ကောင်းကင်နိုင်ငံမှာလည်းသူမယားငါမယားမရှိဘူးလို့မယားတယောက်လင်းခုနှစ်ယောက်ယူထားတဲ့မိန်းမတယောက်ကဘသူမိန်းမဖြစ်မှာလဲလို့မေးတဲ့အမေကိုဖြည့်ရင်းနဲ့ဇက်တိုက်ပြောလာတဲ့ဇာတ်ဖြစ်တယ်အဲ့တော့ကောင်းကင်နိုင်ငံမှာလင်းဦးဆုံးတာမွေမလုပ်ဘူးစုံဖက်ခြင်းမရှိဘူးဆိုတဲ့ဇာတ်ကိုသူကပြောတာပြောပြီးတော့ဒီဘဝမှာအဲ့ဒီလိုမလုပ်ဘူးလို့ပြောတာအဲ့တော့ RC ဖုံးတော်ကြီးတွေတီလာရှင်တွေကဒီဘဝမှာလည်းလင်းဦးတာမွေမလုပ်ဘဲနဲ့နေကြတာအဲ့ဒီကြမ်းကြဲကြောင့်မလုပ်ကြတာဟုတ်ပြီနော် ဲ့တော့ဒီကြမ်းကြက်ကဘယ်ကလာတာလဲလို့မေးလို့ရှိရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုကြည့်ပြီးသူပြောသွားတာအဲ့ဒီခေတ်အဲ့ဒီကာလမှာတမနာပြမနာကြီးအဂျူးဘာသာကြီးတွေကအဲ့ဒီလိုမလုပ်ဘူးဒီဘက်ကအာရှတိုက်အိန္ဒိယတီဟိုဒီဘက်ဒီဘုန်းတော်ကြီးနေတမနာပြမနာကြီးဟာလင်ဦးတာမွေးကိုရှောင်ကျဉ်ကြတယ်သူတို့ကမရှောင်ကျဉ်ဘူးအဲ့တော့ဒီဒီဘာဒီကြမ်းကြက်တွေဘယ်ကလာတာလဲလို့မေးလို့ရှိရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကြီးတွေရှိကနေတာအဲ့တော့သူဒီတေချာပေါ့ဗုဒ္ဓသာသနာကို ထဲထဲဝင်ဝင်မဟုတ်ဘဲနဲ့တပိုင်းတစားကိုသူကောင်းကောင်းတင်လာတယ်မေတ္တာကရုဏာတွေနဲ့ကိုချင်းစာတရားတွေမနာလိုမုန်းနှမှုလို့ရှောင်ကြဉ်မှုအကြောင်းတွေသူအဲ့ဒါတွေကောင်းကောင်းတင်ယူလာတယ်တင်ယူလာပြီးတော့သူ့ဘာသာကို modify လုပ်တယ် modify လုပ်လို့မရဘဲနဲ့သူဒီတည်သွားတယ်အဲ့တော့သူ့ကိုမေရှိယဖြစ်နေလဲဘယ်သူမှလက်မခံသလိုဂျူးတွေကအခုချိန်ထိသူ့ကိုမေရှိယဖြစ်လက်မခံဘူးအဲ့တော့သူဒီဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့နောက်ပိုင်းသူ့ရဲ့တပည့်သားတွေက ခရိယန်ဘာသာအဖြစ်နဲ့စတင်ထူထောင်လိုက်ကြတယ်နော်အဲ့တော့ဘသူကလာညင်းညင်းကျမ်းကညင်းလို့မရဘူးဓမ္မဟောင်းဓမ္မသစ်ကိုပိုင်းခြားပြီးကြည့်လိုက်မယ်ဆိုရင်ဓမ္မဟောင်းကျမ်းနဲ့ဓမ္မသစ်ကျမ်းဒီဖြောင်းဖြောင်းကြီးစတင်တယ်အဲ့တော့ခရိယန်တော်တော်များများကဘာပြောလဲဆိုတော့ဓမ္မဟောင်းမှာရှိတဲ့အလိုတော်နဲ့ဓမ္မသစ်မှာရှိတဲ့ဘုရားသခင်ရဲ့အလိုတော်မတူတာပါလို့ညင်းညင်းညင်းကြလိမ့်မယ်ဒါပေမဲ့အဲ့ဒါဒီအလုံးဒီဗုဒ္ဓအဆုံးအမတွေဖြစ်တယ်ကောင်းတယ်လောက်ကြပါ เนาะคริเอนบาตาဝင်အထူးသဖြင့်မို့ RCD ပေါ့နော် RCD အကျိုးများပါလိမ့်မယ်ကိုကျိုးစီဝါရှိပါလိမ့်မယ်တမလွန်အကျိုးစီဝါရှိပါလိမ့်မယ် RCD ကတော့တေချာပေါ့ကောင်းကျိုးချမ်းသာရှိတဲ့လူတွေလို့ပြောလို့ရပါတယ်ခမားတို့ကိုဘာသာကြီးဂုံးတိုက်ပြီးတာမဟုတ်ဘူးဘာသာဂိုင်းခွဲတွေကိုရန်တိုက်ပြီးတာမဟုတ်ဘူးခမားတို့အကျိုးစီဝါပြောပြတာယေရှုရဲ့မေတ္တာကရုဏာမုဒိတာဥပခာတရားတွေကိုလိုက်နာကျင့်သုံးတဲ့ဘယ်ဂိုင်းမဆိုအာစီမမဟုတ်ဘူးဘယ်ဂိုင်းမဆိုကောင်းကျိုးချမ်းသာရှိတယ် အဲ့ဒီလိုမှမဟုတ်ပဲအစွဲကြည့်ရင်တော့တရေကြီးကြီးဖြစ်ကြလိမ့်မယ်နော်